ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အနောင်သလုံးပေါင်းချင်း break 23မြို့ကိုပြန်လည်များပြသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီခရက်တပတ်3 4ပေါ့နော်တနည်း3မြို့မှာဆိုရင်နံပါတ်3နဲ့နံပါတ်4ကနန်း3လုံးယူတာရှင်းကပြတ်သွားတယ်ပေါ့နော်ဒီရှိကိုတုံများတနည်း3ရဲ့ခွန်ရှိတုံများတနည်း3ရဲ့မှာ3ခုနေဆိုရအတွက်ဒီအနောင်သလုံးပေါင်း9နဲ့ပေါင်း3 break ဆိုတဲ့အတွက်ကြောင့်မို့20နံပါတ်3နဲ့20နံပါတ်4ပဲ okay တယ်ပေါ့နော် โอเคဒီနေ့အဆက်ကိုကျွန်တော်တို့ဆက်နေကြရင်အတွက်အတူတူထပ်ပြီးလေ့လာကြအောင်လားခင်ဗျာအနောက်နှလုံးပေါင်းရှင်ပရိဆိုရင်တော့ဒီ9တုံများလေးပေါ့နော်3 5 6ခွန်ရှင်ပါ9တုံများလေးဆိုတဲ့အတွက်တုံများနဲ့လေးပေါင်းရှင်လေးပရိဖြစ်ပါတယ်9တုံများတင်းနေ3လေးမှာဆိုရင်9တုံများ3ဆိုတဲ့အတွက်တုံများနဲ့3ပေါင်း3 3နဲ့6ပေါင်း9လေးတစ်ပေါင်းရှင်က6ခွန်ပေါင်း73တုံများနဲ့6ပေါင်း6 6နဲ့2ပေါင်း8 6နဲ့9 73 6နဲ့2 8လေးလေးက6 မေတ္တကပေါင်းရှင်း3ပေါ့နော်လေး3ပါခွန်6 3 9 3ညာနဲ့9ပေါင်း9တုံညာပေါင်း3ညာခွန်ခွန်14 6 4က73ပေါ့နော်ဟုတ်ကဲ့ဆက်ပြီးတော့ဒီ963တပြင်မှာ63က9 8ခွန်15 2 9ခွန်9 8 8က16တုံညာနဲ့9ပါ9ပေါ့နော်ဒီ3ကနေတပြင်မှာပြတ်သွားခဲ့တယ်ပေါ့နော်ဒီပြီးတော့ပြီးခဲ့တဲ့ဘာ3 9နှစ်ဖြစ်ပါတယ်ပေါ့နော်3 9နှစ်ဆိုတဲ့အတွက်အလေးနဲ့အပိုင်နဲ့ပေါင်းရှင်းပြတဲ့ 9ရက်နေ့ရက်ပေါင်းရှင်တင်ပြရှိပြီးတော့ဒီ3ငါးနေ့တပင်မှာတော့ပြတ်သွားပြီမဲ့3 9နေ့တပင်မှာထပ်ပြီး OK လာတာဖြစ်ပါတယ်ချိန်ရအဖြစ်25နဲ့5ချိန်မှာဆိုရင်တစ်ချိန်ပြတ်တယ်ဗောနော20နဲ့6ချိန်ထိကျွန်တော်ထပ်ပြီးလေ့လာကြည့်အောင်ဒီမှာတပင်ပြတ်ရှိတာဖြစ်ပါတယ် okay ဒီနေ့အဆက်ကိုချိန်နေတဲ့မိတ်ဆွေတွေအတွက်ကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ ဒီ၃၅နှစ်တပင်ကနေ၃၉နှစ်တပင်ကိုကျွန်တော်အတူတူလေ့လာကြည့်အောင်ပါနော် DF2 တဲ့ဒီ၃၅နှစ်တပင်မှာနစ်ကိုယူထားတယ်ပါနော်နစ်ဘုတ်တစ်ကြိမ်၃နဲ့၄ပေါင်းရှင်း9ကိုအနောက်က9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒါဆိုရင်နိနခွန်ပေါင်းတော့900ရတယ်9နဲ့9ပေါင်း78ဆိုတဲ့အတွက်အစင်လိုက်ရှေကိုတော်များတင်းနေတော့အနောင်နှလုံးပေါင်းရှင်ပြည်ဖြစ်ပါတယ်3 9နေပြီးတော့39နေဆိုတဲ့အတွက်9နဲ့9ပေါင်းရှင်တိပြည်ဖြစ်ပါတယ် အားကြောင့်မို့ရှေကိုတော်များတင်းတင်းတုံးမှာ၃ခုနည်းစပီးဒီမှာရေးပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ72ချိန်အတွက်ကျွန်တော်ထပ်ပြီးအတူလေ့လာကြည့်မယ်ပေါ့နော်ဒီအပေါ်မှာနှစ်ကိုယူထားတဲ့အတွက်ဒီအောက်ကတော့များကိုယူထားတယ်၃၄ပေါင်းတာတဲ့အတွက်တဲ့တခွန်ပေါင်းတော့ရှေ၉နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့များရှေ၉ပေါင်းရှင်း18ရာတဲ့အတွက်ကြောင့်မို့ခွန်ရှေ၉တော်ညာတင်းနစ်ဖြစ်မယ်ပေါ့နော်အဲဒါကျွန်တော်ဤအရာ ဆက်နေချိန်မှာအနောင်နှလုံးပေါင်းရင်86တုံများတင်းနေဖြစ်ပါတယ်ခွန်ရှိကိုတုံညာတင်းနဲ့အနောက်နှလုံးပေါင်းခြင်းပရိသုဘီဖြစ်ပါတယ်ခင်ဗျာ။ Okay ဒါဆိုရင်နောက်ထပ်နည်းဒီကိုလည်းကျွန်တော်တို့လေ့လာကြည့်မယ်ပေါ့နော်။ DF today အနောက်နှလုံးပေါင်းခြင်းပရိဒီ96 29 28ကဏ္ဍကြီးပြအထားရှင်းဖြစ်ပါတယ်။ဒီနည်းတည်းပဲ တတာပေါ့နော်ကျွန်တော်အဲ့မှာကိုတော်များနေ305ပြိမှာနေနေခေါ်နေနေတဲ့ဆွေအတွက်နေနေတဲ့ပေါင်းရှင်း3ပြိတင်းနေလေး96ခွန်အနောင်နှလုံးပေါင်းရှင်းပြိမှာ143ပေါင်းခွန်63ပေါင်းကို3များနဲ့9ပေါင်းကိုခွန်ခွန်ကိုမှာခွန်9ပေါင်းရှင်း6ပြိ900တပြင်းမှာ3များနဲ့3များပေါင်းရှင်း3များပြိခွန်ခွန်ပေါင်းရှင်း4ပြိ9လေးပေါင်းရှင်း3ပြိ63ပေါင်းရှင်း9ပြိ6ခွန်ပေါင်းရှင်း15ပြိ နိနိခွန်တပင်မှာတော့တကြိမ်ပြတ်သွားခဲ့တယ်ပေါ့နော်ပြီးတော့3ရှိရှိမှာရှင်းနေရှိပေါင်း16တုံမြနဲ့9ပေါင်း9နဲ့2ပေါင်းရှင်းခွန်ခွန်ရှိတုံများတနည်းတုံအနန္တလုံးပေါင်းရှင်းပြိမ်မှာ39နိစုတဲ့အတွက်ကျွန်တော်အလေးနဲ့အပိနဲ့ပေါင်းမှာပေါ့နော်9နဲ့2ပေါင်းရှင်းတိပြိမ်ဆိုပြီးတော့ကျွန်တော်ဒီထပ်ပြီး OK လာတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီအပြင်ပေါင်း40နဲ့တကြိမ်ရှိသွားပြီပေါ့နော်40နဲ့ကြိမ်ထိပေါ့နော် မြေပေါင်း၄၀နဲ့တစ်ကြိမ်မှာဆိုရင်ကျွန်တော်နိနေခွန်တစ်ကြိမ်မှာတပင်ပြက်ဖူးတယ်ပေါ့နော်ကျွန်တော်9 3ညာခွန်3 9 3ညာ6ဖြစ်ပါတယ်3ညာ6ပြီးတော့ရှိ3လုံးကတော့ကျွန်တော်2 4 3 4 4ပြီးတော့3ညာ3ခွန်ဒါရှိ3လုံးပေါ့နော်အနောက်3လုံးမှာကျတော့2 9 9ရဲ့ပြီးရင်ခွန်3 6ရဲ့ရှိပြီးဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ကျွန်တော်အတူတူ တွက်ကြည့်အောင်ပေါ့နော်ဒီငါးကို၃ချိန်ပေါင်းมาဖြစ်ပါတယ်ငါ့ကို၃နဲ့မြောက်လိုက်တာပေါ့နော်ဒီကိုငါးနဲ့မြောက်မယ်ထိတ်စီနဲ့အလေမှာတစ်ချိန်စီသူ့၃ချိန်ဒီအပိတ်မှာနှစ်ချိန်သူတစ်ကြိမ်အလေးမှာတစ်ကြိမ်ထိမ်မှာတစ်ကြိမ်အလေးမှာအပိတ်မှာနှစ်ကြိမ်ကိုသုံးနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ဒီ9ကတော့3ကြိမ်ဖြစ်ပါတယ်ပေါ့နော်။9 3 4 15ဖြစ်ပါတယ်။ ငါးပဲရည်မယ်ပေါ့နော်နောက်ထပ်ဒီငါးတုံများဒီတုံများပေါ့နော်တုံကိုပေါင်းရှင်းကစနေဖြစ်ပါတယ်တုံညာဒီတုံးနှစ်ကြိမ်ပေါင်းရှင်း6ဖြစ်ပါတယ်ခင်ဗျာဒီတုံးနှစ်ခါပေါင်းနေအတွက်6ပေါ့နော်ဒီ9ပေါင်းကလည်း6ခွန်နဲ့ကိုပေါင်း16ပေါ့နော်ဒီခွန်နဲ့3ပေါင်းရင်36နှစ်ကြိမ်က7နှစ်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်အဲ့ဒီမှာ နေနဲ့နေပေါင်းမယ်ပေါ့နော်ဒီရှေ့ကနေနဲ့အနောက်ကနေနဲ့ပေါင်းလာလေလေးနဲ့6ပေါင်းတဆယ်9နဲ့6ပေါင်းရှင်းဆက်တဲ့ဆိုတဲ့အတွက်ကြောင့်မို့တင်းနဲ့၄၅6ခုစုပြီးဖြစ်ပါတယ်3 8 8တပင်ပါလေတင်းနဲ့၄၅6ခုပြိရာဖူးတယ်ပေါ့နော်โอเคဒီဆက်နဲ့ကြိုက်ပါလေဒီနေ့အရာတင်းနဲ့၄၅6ခုပြိစုပြီးဖြစ်ပါတယ်ဒီတွင်းနည်းမျိုးကိုကျွန်တော်ဒီမှာရှင်းပြမယ်ပေါ့နော်တော့3 9နဲ့တစ်ကြိမ်မှာတော့ ပြန်ပူးတယ်ဗောနော်ဒါဆိုရင်ဒီ72ချိန်မှာတော့ကျွန်တော်7956ခွန်ရဲ့ခွန်ရှိကိုတော်များတင်နေရရှိပြီဖြစ်ပါတယ်7956ခွန်ဖြစ်ပါတယ်ပြီးတော့ခွန်ရှိကိုတော်များတင်နေသည့်ဒါ20နှမျိုးဖြစ်သွားပြီဗောနော်ပြီးခရီးတစ်ပတ်မှာရှားပေးသွားခဲ့တဲ့ဤအဆက်2ခု ဖြစ်ပါတယ်7နေနောက်ထပ်နံပါတ်3ကိုလည်းကျွန်တော်အနိကထပ်ပြီးပြပေးထားတယ်ဘောနော်နံပါတ်3ကိုလေ့လာကြည့်အောင် တရားလေးပဲဖြစ်ပါတယ်ဗောနော်နာနှလုံးပေါင်းခြင်းပြိတောမြတ်တိတုံးလေးရှောင်းမှာရှေးရှောက်ခွန်ရှောင်းနှက်ခွန်ပေါင်းခြင်း၃ပြိနောက်ထပ်နှစ်၃၅၆၈အနန္တလုံးပေါင်းခြင်းပြိမှာရှောက်တုံများ၆တုံများနဲ့၆ပေါင်း၆ပြိ၆ရှောင်းနှစ်မှာရှောင်းနှစ်နှစ်ပေါင်းခြင်း၈ပြိ၆၆၅မှာရှောင်းနှစ်၅ပေါင်းခြင်း၁ပြိ၆နှစ်နှစ်ပေါင်း၈လေးလေးပေါင်း၈နှစ်တစ်ပေါင်းခြင်း၃ လေ3ပေါင်းချင်းကဒီမှာခုနှစ်ပရိ6သက်3ပေါင်းရှင်ဒီဒီမှာ9ပရိဖြစ်ပါတယ်။တုံများနဲ့9ပေါင်းရှင်9ပရိ9ပေါင်းရှင်6ပရိတုံများတုံများတုံများပရိ94ပရိ9လေးက3ပရိဖြစ်ပါတယ်။63က985နိခွန်ရှင်9 88ပေါင်းရှင်သည်16ပြိဖြစ်ပါတယ်။ Okay ဒါဆိုရင်ဟိုဘက်စာမျက်နှာကိုဆက်ပြီးလေ့လာကြည့်အောင်။3တုံများကိုဒီပြင်မှာ89တင်းတင်းလေးထက်က9ပြိ ငါးနှစ်ပေါင်းရှင်းခုနှစ် break 9နှစ်နှစ်ပေါင်းတိ break ဆိုပြီးတော့တုံမြတ်တုံးလေးရှားတွေကတိတိ break 9နှစ်တွဲဖြစ်ပါတယ်ဆက်နှစ်ကြိမ်အတွက်ငါးတုံညာခွန်3 9နှစ်တုံမြတ်6ပြီးရင်အရှိတုံးလုံးကတော့နှစ်လေးတုံးပေါ့နော်တုံညာတိခွန်ပြီးရင်အနောက်တုံးလုံးကတော့ဒီနှစ်9 9နှစ်9 9ခွန်3 6ဆိုပြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော် ဒီထိတ်ဆီးမှာတစ်ကြိမ်ယူမယ်ပေါ့နော်ထိတ်ဆီးတုံးထိတ်မှာတစ်ကြိမ်ဒီအပိတ်ကိုတုံးကြိမ်ပြန်ဒီမှာတစ်ကြိမ်အလယ်မှာတစ်ကြိမ်အလယ်မှာတစ်ကြိမ်အပိတ်မှာတစ်ကြိမ်ကို အပေါင်းတင်နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီနှစ်က3ကြိမ်ဖြစ်သွားတယ်ပေါ့နော်နှစ်3လီ6 6ောင်းနဲ့3ပေါင်းချင်း900မှာဖြစ်ပါတယ်။ကိုနောက်ထပ်ဒီ3ညနဲ့4ပေါင်းချင်းဒီ4ပေါ့နော်တော်များနဲ့၄ပေါင်းရှင်၄ဒီ၉နဲ့ဒီ 6ပေါင်းချင်းက15ကိုအပေါ်မှာရှိတဲ့တင်းနဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။၄နဲ့၃ပေါင်းက9နဲ့ပေါင်း30ဒီမှာ6တလုံးကြံမယ်ပေါ့နော်။ဟုတ်ကဲ့ဒါဆိုရင်6 3 9 3နဲ့ပေါင်းတော့2 3 3ကို2ပေါင်းတော့9 9 3 9 2 3 9အနောင်းနှလုံးပေါင်းခြင်းပြည်စုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီရှစ်လျှောက်ခွန်အနေစာလာတဲ့အနောင်းနှလုံးပေါင်းခြင်းပြည်၅လုံးဖြစ်ပါတယ်ဗောနော။ဆက်နှစ်ချိန်မှာ ကျွန်တော်နေ့အရာ9တုံမြ2 3 5ပြည့်စုပြီးဖြစ်ပါရခင်ဗျာ။ဒါဆိုရင်ကျွန်တော်တွင်နေ့နံပါတ်1နေ့3ကိုကျွန်တော်ပုံသူပြပေးသွားမယ်ပေါ့နော်9တုံမြ2 3 5ဆိုပြီးဖြစ်ပါတယ်။ Okay ဒါဆိုလို့ချင်းဒီ3ပြစလုံးမှာဆိုရင်တိပရိပုံသူတာမပါဘူး။နေ့ပရိက3ချိန်စလုံးမှာပါတယ်။၄ကတော့မပါဘူးပေါ့နော်။၅ကလည်းပုံသူမပါဘူး။၆ကတော့မပါဘူး။ ခုနှစ်ကတော့တွင်နေ့တင်နေမှာပဲဗောနော်သုံးမှာမပါသေးအတွက်ဒီသုံးမျိုးစလုံးသာ okay မယ်ဆိုရင်အနောက်နှလုံးပေါင်းရှင်းဒီနှစ်ဖြစ်ပါတယ်ဗောနော် okay အဲ့ဒီအနောက်နှလုံးပေါင်းရှင်းနှစ်ကိုကျွန်တော်တို့အလဲအပိတ်အထီးကီးနဲ့ထပ်ပြီးတော့အတွဲတွဲကြည့်အောင်ဗောနော်နောက်ပေါင်းရှင်းနှစ်ကိုဒီလဲပိတ်အထီးကီးဗောနော်ပြင်ရှင်းဖြစ်ပါတယ်လေ၅၆တဲ့မှာ၆အပိ336လေအလေ6အလေ3မြအလေ6အလေ6အလေ6အလေ လေးလေးပိတ်ပိတ်၃ပိတ်၃ပိတ်၃များအလေခွန်၉အလေးပိတ်၃များအလေးအပိတ်ခုနှစ်အလေးအပိတ်၉လေးလေးပိတ်၆ကအလေးဒီ၆ရှင်းခွန်တပင်မှာဒါလည်းသူဒီထိတ်စီနေရာကဖြစ်သွားတယ်ပေါ့နော်၆ရှင်းခွန်ပြီးတော့နင်းနင်းခွန်တပင်မှာ OK လာတယ်အပိတ်ရှင်းရှင်းအလေးအပိတ်၃ညာ၉အလေးအပိတ်၅ကအလေးနိကအပိတ်ဒီတစ်ဘက်မှာ3 4 5တုံများဒီအလေးတုံးမဟုတ်အပိတ်ဖြစ်ပါတယ် နေ့ရာလေးတင်ပေးထားပြီးပေါ့နော်ပင်ရှိကီးလေးလုံးမှာစပီးတင်ပေးထားတာဖြစ်ပါတယ်3 4 5 5 5ပေါင်းရှင်3ည3 5 3ညအထီကီးဆိုတော့နောက်ပေါင်းရှင်နေဖြစ်အောင်39ပေါင်းရှင်နေပရိတ်4ကို6နဲ့ပေါင်းရင်နေပရိတ်ဖြစ်မယ်5ကို9နဲ့ပေါင်းရင်နေပရိတ်3ညကို2နဲ့ပေါင်းရင်နေပရိတ်ဆိုပြီးတော့ကျွန်တော်ဒီအတွက်လေးသွဲရာတွေပေါ့နော်3453ညအထီးကီးလေး okay မယ်အနောက်နှလုံးပေါင်းရှင်ညကလည်းဖြစ်မယ်ဆိုရင်ပေါ့နော် โอเคဒါဆိုရင်ကျွန်တော်ဒီကြောင်းပြန်တော့လန်ပေးရမယ်ပေါ့နော်အနောက်အလေပိတ်အထီးကီးက3353မြာကီးနဲ့အနောက်နှလုံးပေါင်းရှင်းနေပိတ်နဲ့ချုပ်ထားတာဖြစ်ပါတယ်โอเคဒါဆိုလို့ချိရင်ကျွန်တော်ဒီမှာ39ဆိုရင်တော့93လို့ကြောင်းပြန်လန်ပေးရမယ်ပေါ့နော်မြန်ဒီမှာထိတ်စီးထည့်ရမှာဖြစ်ပါတယ်ပြီးရင်လေးရှင်မှာလေတုံးရထိတ်စီးထည့်ရမယ်ပေါ့နော်၄၈၈လေးတဲပေါ့နော်ပြီးရင်9ခွန်ဆိုရင်ခွန်9 ထိတ်စီးတလုံးထည့်ပေးရမှာဖြစ်ပါတယ်။ပြီးရင်၃များနေ့ဆိုရင်နေ့၃များဆိုပြီးဖြစ်ပါတယ်ပေါ့နော်။ Okay ဒါဒီကျွန်တော်နေ့အရာပေါ့နော်။ပြန်လည်မြောက်ပေးရှင်းတာဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ဒီမှာအသွဲတဲ့ရှစ်သွဲရနေတယ်ပေါ့နော်။ဒီအတွင်းတဲ့ရှစ်သွဲကိုတုံးလုံးပေါင်းရှင်းပြရတယ်လေညီလို့အဆင်ပြေမယ်ပေါ့နော်။ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတို့တယောက်ရှင်စီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။